အားလုံးမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ပြီးခဲ့တဲ့တစ်ခေါက်ကပြောပြသွားတဲ့ခွန်အားကြီးသူရှန်စုံဆိုတဲ့အကြောင်းရင်းအဆက်ကိုပြန်လည်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာရှန်စုံကစကဝတ်တာမှာရှုံးလို့အမျက်ထွက်ပြီးသူ့မိဘအိမ်ပြန်သွားတဲ့အခါမှာ သူ့ကောင်မလေးကိုအချားအပေါင်းပေါ်နဲ့ပေးစားလိုက်ကြပါတယ်။ဒီတို့နဲ့နောက်တစ်ခါဂျုံစပားကြီးကကားလာရောက်တဲ့အခါမှာရှန်ဆောင်ကသူ့ကောင်မလေးကိုတွေ့ဖို့သွားပါတယ်။ကိုရောက်တော့သူ့ရဲ့ခမကရှန်ဆောင်ကိုတားပြီးမင်းကငါသမီးကိုမုံမီထားသွားပြီလို့ထင်လို့မင်းငငယ်ချင်းနဲ့ပေးစားလိုက်ပြီလို့ပြောပါတယ်။သူ့ညီမကပိုလာပါတယ်။သူ့အမအစားညီမဖြစ်သူကိုယူပါဆိုပြီးတော့မှပြောပါတယ်။ဒါနဲ့ရှန်ဆောင်နဲ့စိတ်ဆိုးပြီးညီခွေး၃00ကိုဖမ်းပြီးတော့ဖရီဒီလူလီရဲ့စပားလို့ရလက်ွက်ထဲကိုသွားပါတယ်ပြီးတော့နှကောင်စီ အမီးချင်းပူပြီးတော့ခြိလိုက်ပါတယ်ပြီးတော့အလဲမှာမီးရှူးကိုစီးပြီးမီးရှူးပေးလိုက်ပါတယ်မြေခွေးတွေလည်းပူလို့ပြေးကြရင်စပားကောက်လိုင်းစပြစ်တန်လင်းဥယျာဉ်တွေအကုန်မီးလောင်ကုန်ပါတယ်ဒါနဲ့ဖီလီဒီလူတွေကဘသူလောက်တာလဲလို့လိုက်မီးတော့ရှန်ဆုံလုံမှန်တိသွားကြပါတယ်ဒီလိုနဲ့ဖီလီဒီလူတွေကရှန်ဆုံကိုဖမ်းဖို့ယူရာပြည်ကိုသွားကြပါတယ်ကိုရောက်တော့ယူရာတွေကဘာဖြစ်လို့ခြိတက်လာကြတာလဲလို့မေးပါတယ်ဒါနဲ့သူတို့က ရှန်ဆုံကသူ့အပေါ်လိုခဲ့တာတွေကိုပြောပြပြီးရှန်ဆုံကိုဖမ်းဖို့လာကြောင်းပြောပါတယ်။ဒါနဲ့ဂျူရလူ3000ကရှန်ဆုံစီသွားပြီးတော့ဘာလို့ဖီလီတီလူတွေကိုဒီလိုလုပ်ရတာလဲဆိုပြီးတော့မေးပါတယ်။နောက်ပြီးဖီလီတီလူတွေကမင်းတို့အလိုရှိနေတဲ့အတွက်ကြောင့်မို့လို့ဂျိုးနဲ့အေးအေးဆေးဖမ်းခံဖို့ပြောပါတယ်။ရှန်ဆုံလည်းအေးအေးဆေးဆေးအဖမ်းခံလိုက်ပါတယ်။ဖီလီတီလူတွေစီရောက်တဲ့အခါမှာတော့ဖီလီတီလူတွေကဝိုင်းပြီးတော့ကြွေးတော်ကြပါတယ်။ဒါနဲ့ထာရဘုရားရဲ့ဝိညာဉ်တော်ကရှန်ဆုံအပေါ်တက်ရောက်တဲ့အခါမှာဂျိုးရဲ့အကုန်ပြက်ဖက်ကုန်ပါတယ်။ ဒါနဲ့ရှန်ဆောင်နဲ့ညီမေယိုးကိုတွေ့ရတယ်ကောက်ယူပြီးဒူတဟန်ကိုရိုက်တက်လိုက်ပါတယ်ဒီလိုနဲ့နောက်တစ်ခါရှန်ဆောင်ကဂါဇာမြို့ကိုသွားပြီးပြစ်တစားမိမတယောက်စီမှာဝင်နေပါတယ်ဒါကိုဂါဇာမြို့သားတွေကြားတော့ရှန်ဆောင်ကိုတတ်ဖို့မြို့တကားဝါနာမှာတညာလုံးချောင်းမြောင်းနေကြပါတယ်ဒါပေမဲ့ရှန်ဆောင်ကညတကောင်မှာထပြီးတော့မြို့တကားရွက်ကြီးကိုဖြုတ်ကပခုံးပေါ်မှာထမ်းပြီးတော့ဟေပြုံမြို့ရှိတောင်ပေါ်မှာပြစ်ထားလိုက်ပါတယ်နောက်တစ်ခါစောရဲချိုင်းမှာနေတဲ့ဒီလီယာဆိုတဲ့မိန်းကလေးကိုထတ်ကြိုက်မိပြန်ပါတယ်ဒါကိုတည်တဲ့ဖီလီတီမင်းက ရှန်စုံခုလိုခွန်အားကြီးနေတာဘာကြောင့်လဲဆိုတာရအောင်မင်းနိုင်ငွေ10တပိတ်တာပေးမယ်ဆိုပြီးတော့မှဒီလီယာကိုပြောပါတယ်ဒါနဲ့ဒီလီယာကရှန်စုံကဘာလို့ဒီလောက်ခွန်အားကြီးနေရလဲဆိုပြီးတော့ချော့မြူပြီးတော့မေးပါတယ်ဒါနဲ့ရှန်စုံကတခါမှမတွေ့ချောက်သေးတဲ့ရှော်ကျိုးစိန်80နဲ့သူ့ကိုချီနှောင်းရင်ခွန်အားတွေညော့သွားပြီးတာမယ်လူတယောက်လိုဖြစ်သွားလိမ့်မယ်လို့ပြောပါတယ်ဒါနဲ့ဖိလစ်တင်မင်းကရှော်ကျိုးစင်း9စင်းကိုဒီလီယာကိုပေးလိုက်ပြီးရှန်စုံအိတ်နေတဲ့အချိန်မှာခြိထားလိုက်ပါလေ ဒါနဲ့ဒီလီယာကရှန်ဆောင်ဖီလီတီလူကြီးလာပြီဆိုပြီးတော့မှအော်ပြောပါတယ်ဒါနဲ့ရှန်ဆောင်လက်နိုးတာတော့ခြိချားတဲ့ကျိုးရဲ့အကုန်ပြက်ထွက်ကုန်ပါလေဒီလီယာကလည်းသူ့ကိုဘာလို့လိန်ပြောတာလဲအမှန်တိုင်းပြောပြပါဆိုပြီးတော့ထပ်ပြောပါတယ်ဒါနဲ့ရှန်ဆောင်ကမတုံးရသေးတဲ့ကျိုးအစ်စ်နဲ့ခြိရင်တော့ခေါ်ရတဲ့ရော့ကုန်မှာဖြစ်ပါတယ်လို့ပြောပါတယ်ဒီလီယာကအဲ့လိုထပ်လို့ပါတယ်ဒါပေမဲ့ဖီလီတီလူကြီးလာပြီဆိုပြီးတော့အွန်လိုင်းလို့ရှန်ဆောင်လက်နိုးတာတဲ့ခါကျိုးတွေကအကုန်ထပ်ပြီးတော့ပြက်ထွက်ကုန်ပါလေအဲ့တော့ကရှန်ဆောင်က သူ့စပင်ခုနှစ်ဆွေကိုရကန်းထဲမှာထည့်ရက်လို့ရှိရင်ခွန်အားရရော့ကုန်လိမ့်မယ်လို့ပြောပေးမယ်။ဒီခါလဲရကန်းညီပဲဖြတ်ကုန်ပါလေ။ဒါနဲ့ဒီလီယာကဘာလို့သူ့ကိုတုံးကျင်အောင်လိန်ပြောရတာလဲဆိုပြီးတော့ပြောရတယ်။ဒီလီယာကနေတိုင်းပူစားလို့နောက်ဆုံးမှာတော့ရှန်ဆောင်က "तू ကမွေးကလေးကစပင်တစ်ခါမှမရိပ်ဘူးကြောင်း၊ तू ဟာနာဇရီလူဖြစ်ကြောင်း၊သူ့စပင်တွေကိုရိတ်လိုက်ရင်ခွန်အားရရော့ကုန်မှာဖြစ်ကြောင်းပြောပြလိုက်ပါလေ။ဒါနဲ့ဒီလီယာကရှန်ဆောင်ကိုသူ့ပေါင်ပေါ်မှာအိတ်ခိုင်းပြီးစပင်တွေကိုရိတ်လိုက်ပါလေ။ ဒါနဲ့ခါတိုင်းလိုပဲဖလီလီလူတွေတိုက်ခိုက်ဖို့လာပြီးဆိုပြီးအော်တော့ရှန်ဆုံကအရင်လိုအားထုတ်ပြီးမယ်သူ့မှာခွန်အားတွေမရှိတော့ပါဘူးဖျားသခင်ကသူ့ကိုစွန့်တော်မူလိုက်ပါပြီဒါနဲ့ဖလီလီလူတွေကသူ့ကိုဖမ်းလိုက်ကြပြီးရှန်ဆုံရဲ့မျက်စိတွေကိုလည်းဖောက်လိုက်ကြပါတယ်နောက်ပြီးဂါဇာမြို့ကိုခေါ်သွားပြီးတော့ထောင်အင်ကြီးထဲမှာကြေးဝါကျုံနဲ့ခြိထားလိုက်ကြပါတယ်ဒီလိုနဲ့ကြာလာတော့ရှန်ဆုံလည်းရိတ်ထားတဲ့စပင်းလေးပြန်ပေါက်စာပြုတ်လာပါတယ်ဖလီလီလူတွေကသူ့တို့ဖျားကိုရှန်ဆုံကိုဖမ်းပစ်လို့ဆိုပြီးချီးမွမ်းနေကြပါတယ်ရှန်ဆုံကိုလည်းဇရက်တိုင်ကြားမှာထားထားပါတယ်ဒါနဲ့ရှန်ဆုံကဇရက်တိုင်ကိုမိချင်လို့ တိုင်ကိုလက်နဲ့ထိပေးရစီဆိုပြီးတော့မှသူ့ကိုလက်ဆွဲပြီးတဲ့ကလေးကိုအကူအညီတောင်းပါတယ်။အဲဒီဇေယျမှာယောက်ျားမိန်းမအပြစ်ရှိကြပြီးတော့အပေါ်ထက်မှလည်းနောက်ထပ်3000လောက်ရှိပါသေးတယ်။ရှန်စုံကလည်းထာဝရဘုရားစီမှာဒီတစ်ချိန်ပဲခွန်အားပေးပါသူ့မျက်စိကိုဖောက်တဲ့ဒီဖရီဒီလူတွေကိုတခါလဲအပြစ်ဒဏ်ပေးခြင်းကိုဆိုပြီးတော့ဆူတောင်းပြီးတော့ဇေယျခေါင်းတိုင်နှစ်တိုင်ကိုလက်နှစ်ဖက်နဲ့တွန်းတဲ့အခါဖရီဒီလူတွေအကုန်လုံးပြီးပြီးတေကုန်ကြပါတယ်။သူကိုယ်ရံနဲ့တေဆုံးသွားပါတယ်။ဒီတေဆုံးသူဥယီကရှန်စုံအသက်ရှင်စဉ်ကတက်ခဲ့တဲ့လူဥယီထက်တော့ပိုများပါသေးတယ်။ ရှန်စုံရဲ့ညီတွေနဲ့မိတ်ဆွေတွေကရှန်စုံရဲ့အလားကိုထမ်းသွားပြီးတော့ဇောရမြို့နဲ့အေရှတော်လာမြို့ဆက်ကြားမှာသူ့အဖေမာနော်ရဲ့တင်းကျိုင်းမှာတကြိုလိုက်ကြပါရခင်ဗျာအဆုံးအထိအရှိပေးတဲ့အတွက်ဂျေဆုတင်ပါရခင်ဗျာ